ကုသိုလ်ကောင်းမှုရှိထားပြီဆိုလို့ရှိရင်ဘာမှကြောက်စရာမရှိတော့ဘူး။ဘာမှကြောက်စရာမရှိတော့ဘူး။စိတ်တတူကျဲဆိုတာတရားဟောအမတန်ကောင်းတယ်။မြတ်စွာဘုရားလက်ထက်တော်။ဓမ္မအဋ္ဌကဣတရေယ။အမတန်မှလည်းနာမည်ကြီးတယ်။အဲ့ဒီစိတ်တတူကျဲဟာနောက်ဆုံးအချိန်ကိလ ాన ဖြစ်ပြီးအဲ့ရထဲမှာလဲနေတဲ့အချိန် နတ်တွေကလာလာပြီးတော့ပြောကြတယ်တောဆောင်နတ်တွေတောင်ဆောင်နတ်တွေလာပြီးတော့ပြောတယ်စိတ်တသူကျေကအင်မတန်မှကုသိုလ်ကောင်းတဲ့ပုဂ္ဂိုလ်ဆိုတော့စိတ်တသူကျေတဲ့နောက်မွားဆက်ချမင်းကြီးဖြစ်အောင်ဆုတောင်းပါလားတာဝရိန္ဒနတ်ပြေအောင်ဆုတောင်းပါလားတုတ်တိတနတ်ပြေအောင်ဆုတောင်းပါလားနဲ့လာလာပြောကြပြောတဲ့အခါကျတော့စိတ်တသူကျေကဘာပြန်ပြောတော့ ကျန်တဲ့လူတွေရဲ့အနေထားလူတွေကတော့စိတ်ဓာတ်သူကြအိရာထဲမှာမိမ်မောနေပြီနော်တည်တော့မယ်အနေထားလေးမှာသူပ္ပဇ္ဇကဘာပြောတော့ဆိုအေတံပိအနိစ္စံအေတံပိအထုဝံအေတံပိဘာယကမဏီယသူပြောတာဒီစัจจမင်းဘဝဆိုတာလဲကွာတဲ့မမြဲပါဘူးတဲ့မໄຂပါဘူးတဲ့ထားခဲ့ရမှာပါတဲ့ နတ်ပြည်ကသကြာမင်းစီစိန်တို့တာဝရိန္ဒနတ်ပြည်ကသကြာမင်းစီစိန်တို့ယာမာကယာမာမင်းနတ်မင်းရဲ့စီစိန်တို့ဒုတိတာကဒုတိတာတန်ဒုတိတာနတ်မင်းရဲ့စီစိန်တို့ဒါတွေဟာမခိုင်းပါဘူးထားခဲ့ရမှာပါလို့သူပ္ပစ္စကအလို့ပြောတာပြောတဲ့အခါကျတော့သူမိသားစုကဘယ်ကနေတတိပေးတာဗောတတိထားပါတတိထားပါရောင်ပြီးတော့မပြောပါနဲ့ဗော ရောင်ရမ်းနေတာမှတ်လို့ပြောကြပြောတော့ငါရောင်ပြောတာမဟုတ်ဘူးတဲ့ငါကိုလက်တည်းအလာပြောနေကြတယ်စัจ jamin ဖြစ်အောင်လုပ်ပါလို့ပြောတယ်အဲ့ဒါကြောင့်ငါပြောတာစัจ jamin ဘုရားလည်းမမြဲဘူးထားခဲ့ရမှာနတ်ပြည်နတ်မင်းကြီးရဲ့ဘုရားလည်းမမြဲဘူးထားခဲ့ရမှာလို့ငါတိတူပြောတာတဲ့အဲ့ဒီကြမှာလူတွေကတန်အတော်ဖြစ်ပြီးတော့ဒီလိုဆိုရင်သူတို့ကိုလည်းဆုံးမဩဝါဒပေးပါဆိုတော့ စိတ်ဓာတ်သူကျဲကဆုံးဝဩရပေးတယ်မင်းတို့ဖះပေါ်မှာတဲ့နှစ်နှစ်ကာကအတိညာနဲ့ယုံကြည်တဲ့တရားတရားရှိကြပါစေတရားပေါ်မှာနှစ်နှစ်ကာကယုံကြည်တဲ့တရားတရားတွေနဲ့ပြည့်စုံကြပါစေတန်ခါပေါ်မှာနှစ်နှစ်ကာကယုံကြည်တဲ့တရားတရားတွေနဲ့ပြည့်စုံကြပါစေငါးပါးသီလပြည့်ပြည့်ဝဝလုံခြုံကြပါစေအဲ့ဒါလို့ပြောပြီးတော့သူကလည်းပြောပြောပါပါနဲ့အနှိမ့်စာရောက်သွားတာဟုတ်ကဲ့လား အဲ့တော့စိတ်ဓာတ်သူကျေကတော့အနာခံဆိုလို့ရှိရင်သူကပြမပြေရောက်သွားတာပေါ့ဒီလိုဟာမျိုးတွေအဲ့ဒါကိုမြတ်စွာဘုရားရည်ရွယ်ပြီးတော့ပြောတာပုံညာတုခံဇီဝိတတင်ခရံမိအသက်ကုံဆုံးတော့မယ်ဆိုရင်ကြောက်ကြောက်လန့်လန့်တေးရတာမဟုတ်ဘူးကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကပျော့ပျော့ပါးပါးပဲကြောက်ရွံ့ခြင်းမရှိဘဲနဲ့ရဲရဲချင်းချင်းနဲ့ဘဝတစ်ခုဖြတ်တန်းနိုင်တယ်ပေါ့